ရှေးဦးစွာဖျားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့မနေ့မှလည်းကျွန်တော်ကျမတို့ရဲ့ဘဝအတ္တတာမှာပြင်ဆင်စရာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တပိုက်ကိုဖတ်ကြားလိုပါတယ်မာလခိအနာဂတိကျမ်းအခန်းကြီး2အခန်းငယ်4မှ9ဖြစ်ပါတယ်ငါဤပဋိညင်ကိုလေဝိအမျိုး၌တည်စေခြင်းဟာဤပြညတ်စကားကိုသင်တို့စီတို့ငါပေးလိုက်ကြောင်းကိုသင်တို့တည်ရကြလိမ့်မည်ဟုကောင်းကင်ဘုရားရှင်သာရဖျားမိတ်တော်မူ၏ ငါထွက်သောအသက်ပရိညင်ငြိမ်ဝှက်ခြင်းပရိညင်သည်ထိုအမျိုး၌ရှိ၏ငါကိုကြောက်ရွံ့၍ငါ၏နာမတော်ရှေ့၌ထိတ်လန့်သောကြောင့်ငါဖွဲ့၍ပေ၏ထိုအမျိုးသည်တစ္ဆာတရားစကားကိုပြောတတ်၏သူနှုတ်၌အပြစ်ကိုရှာ၍မတွေ့ငြိမ်ဝှက်ခြင်းတရားဖြောက်မှတ်ခြင်းတရားအတိုင်းငါနှင့်အတူတွားလာ၍များစွာသောသူတို့ကိုဒုစရိုက်အပြစ်မှလွှဲရှောင်စေတတ်၏ ယေဘရဟိဤနှုတ်ခမ်းသည့်ပညာကိုစောက်ရမည်သူဤနှုတ်၌လူတို့သည်တရားတော်ကိုရှာရကြလိမ့်မည်အကြောင်းမူကားသူသည်ကောင်းကင်ဘုခြေရှင်သာရဖျားစေလွတ်တော်မူသောတမန်ဖြစ်၏ဖတ်တော်တော်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းဘုရားအတ္တတာထဲမှာဘုရားသခင်အတိတ်တပံတုန်တင်ဖွင့်ပြကောင်းကြီးရှိပါစေချစ်လားစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်တို့အပေါင်းတို့ယခုလိုခရင်ဆွေရောက်တဲ့ခေတ်ကာလကြီးထဲမှာဒီနေ့ဘုရားသခင်သည်တင်းနဲ့ကျွန်တော် နှစ်ဖွဲ့တော်ဗတိညင်ကိုဒီနေ့ကျွန်တော်တို့သိဖို့အမတန်မှအရေးကြီးပါတယ်။သင်ဟာဖရာနဲ့ဗတိညင်ဖွဲ့ခြင်းခံရတဲ့သူဖြစ်ပါတယ်။သင်ဟာဖရာသခင်ရှေ့မှာအမတန်မှတန်ဖိုးရှိတဲ့သူဖြစ်ပါတယ်။ထို့ကြောင့်ချစ်လက်စွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်တို့အပေါင်းတို့တဲ့အဖြစ်လူတွေအသက်ပဒိညင်ငြိမ်ဝှင်းပဒိညင်တဲ့နှုတ်မှလူတွေတရားတော်ကိုရှာတွေ့ဖို့ ညီဝချင်းတရားဖြောက်မှတ်ခြင်းတရားကိုတင်အားဖြင့်လူတွေကောင်းချီးမင်္ဂလာခံစားဖို့ရန်အတွက်ဒီကနေ့မနေ့ဘုရားစကားပြောပါစေထို့တကြောင်ချစ်လစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်မအပေါင်းတို့ဒီနေ့ထာဝရဘုရားကတင့်ကိုစေလွှတ်မှာဖြစ်ပါတယ်ဒီနေ့တင်အသက်ရှင်နေတာဘုရားရဲ့အကြံစီနဲ့အလိုတော်အแทမှာတင့်ရဲ့အသက်ရှင်ခြင်းဒီလူတွေ ကောင်းကြီးမင်္ဂလာခံစားဖို့ရအတွက်တင့်ရဲ့နှုတ်ထဲကနေလူတွေငြိမ်ဝှချင်းတရားဖြောင့်မတ်ချင်းတရားကိုခံစားဖို့ရအတွက်ဒီကနေ့ဒီနှုတ်ကပတ်တော်တင်ကြားနာနေခြင်းဖြစ်ပါတယ်ထို့တကြောင်ခြေလာစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်မအပေါင်းတို့ယခုလိုခရင်ဆုရုပ်တဲ့ခေတ်ကာလကြီးထဲမှာတင်နဲ့ဖွဲ့တဲ့ဗဒိညင်တရားအပြည့်လူတွေ ကောင်းကြီးမင်္ဂလာခံစားပြီးတတ်တည်အဖြစ်ရတဲ့သူဖြစ်ဖို့ဒီကနေ့ဘုရားသခင်ကျွန်တော်တို့စကားပြောနေခြင်းဖြစ်ပါတယ်။သင်ကဘုရားသခင်အတွက်အရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။သင်ကဘုရားသခင်ဆေလွတ်ခြင်းခံထားရတော်သူဖြစ်ပါတယ်။ထို့ကြောင့်သင်အားဖြင့်လူတွေဒီကနေ့ကောင်းကြီးမင်္ဂလာခံစားဖို့ရန်အတွက်ဒီနေ့တဲ့ရဲ့အသက်ရှင်ခြင်းကအမတမ်းမအရေးကြီးတယ်ဆိုတာဒီကနေ့နှုတ်ကပတ်တော်အပြည့်ခေါ်အပ်ပေးပါစေ။ လူတွေကတင့်ကိုဒီနေ့စောက်နေပါတယ်တင့်နှုတ်မှလူတွေတရားတော်ကိုရှာတွေ့ဖို့ရန်အတွက်တင့်ကိုစောက်နေပါတယ်ထို့သောကြောင့်တင်ကဖြောက်မှတ်ခြင်းတရားညီဝတ်ခြင်းတရားကိုဟောကြားဝေငှဖို့ရန်အတွက်ဘုရားသခင်စေလွှတ်တော်တမန်ဖြစ်တယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးပါရစေဆက်လက်ပြီးတော့ကျမ်းစာတော်များတစ်ပိုက်ကိုလည်းကျွန်တော်တို့ကြည့်တဲ့အခါမှာဗာတွေ့ရလဲ ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အခန်းငယ်20နဲ့27မှာတွေ့ရပါထို့ကြောင့်ငါတို့သည်ခရစ်တော်၏တန်တမန်ဖြစ်ကြ၏တင်တို့သည်ယံငြိ၍ဖျားသခင်နှင့်မိတ္တဟာယဖွဲ့ကြလော့ဟုဖျားသခင်သည်ငါတို့အားဖြင့်နှိုးစော်သွေးဆောင်တော်မူတကယ်တို့ငါတို့သည်ခရစ်တော်၏ကိုစားဖြစ်၍တင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏အဘယ်ကြောင့်ဤဟုမူကား ဘုရားသခင်သည်အပြစ်နဲ့ကင်းစင်တော်သူကိုငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်စေတော်မူ၏အကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်တော်သူဖြစ်မိအကြောင်းသည်နှုတ်ကပတ်တော်အားဖြင့်ဒီနေ့ကျွန်တော်ကျမတို့ရဲ့အသက်တာထဲမှာပြန်လည်ဆင်ခြင်နှလုံးသွင်းခြင်းဖြင့်ဘုရားသခင်တင်းနဲ့ကျွန်တော်၌ဖွဲ့တော်ဗတိညင်ကိုတိဖို့အမှန်တမ်းအရေးကြီးပါထို့သောကြောင့်တင်း၌ဖွဲ့တော် ပဋိညင်ကိုတင်သိပြီးမှမြေကြီးပေါ်မှာအသက်ရှင်တဲ့ခါမှာလူတွေအကျိုးရှိဖို့ရန်အတွက်သင်္ကခရစ်တော်ရဲ့ကိုယ်စားတမန်ဖြစ်တယ်ဆိုတာကိုဒီနေ့ဆင်ခြင်နှလုံးသွင်းစေခြင်းပါထို့တည်းကြောင့်သင်၌ဖွဲ့သောပဋိညင်အားဖြင့်လူတွေငြိမ်ဝတ်ခြင်းတရားဖြောင့်မတ်ခြင်းတရားကိုခံစားပြီးမှအသက်ပဋိညင်ငြိမ်ဝတ်ခြင်းပဋိညင်ကိုသင်အားဖြင့်ခံစားစေဖို့ဒီနေ့ဖျားရှင်အရောက်စီတိုင်းစကားပြောပါစေ။ တင်လိုက်ဖွဲ့တော်ဗတိညင်ကိုတိရှိနားလည်ပြီးလူတွေတင့်အားဖြင့်အဖြေရဖို့ဒီနေ့တင့်ကိုဘုရားရှင်စကားပြောနေပါလူတွေတင့်အားဖြင့်တတ်တည်ရဖို့ဘာတတ်တည်လဲအတတ်ဗတိညင်ညီဝတ်ချင်းဗတိညင်ကိုခံစားရရှိဖို့ရအတွက်ဒီနေ့ဘုရားရှင်ကျွန်တော်တို့စကားပြောနေခြင်းဖြစ်ပါခရင်ဆိုးရုပ်တဲ့ခေတ်ကာလကြီးထဲမှာတင့်အားဖြင့်လူမျိုးတကာကောင်းကြီးမင်္ဂလာခံစားစေဖို့ဒီနေ့နှုတ်ကပတ်တော်အားဖြင့် ခွန်အားပေးဝေမျှခြင်းဖြစ်ပါတယ်။နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းဖျားသခင်အတိတ်တဖန်တွင်တွင်ဖွင့်ပြကောင်းခြင်းရှိပါစေ။ကျွန်တော်နဲ့သူခဏလောက်တခိထန်တိုးဝင်ပြီးအတ္တဆက်ကအနှံကြရအောင်။သာသမီတယောက်စီတိုင်းကိုချစ်တဲ့ကောင်းခင်ပူကြီးအရှင်သာရဖဖေယားဒီကနေ့မနေ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတော်ချီးမွမ်းနဲ့ယခုလိုခရင်ဆွေရောက်တဲ့ခေတ်ကာလကြီးထဲမှာလူတွေရဲ့ဘဝအတ္တတာထဲမှာ တိကျရှင်းလင်းပြတ်သားတဲ့အဖြေတစ်ခုကိုခံစားရရှိဖို့ရန်အတွက်ဒီကနေ့ကျွန်တော်ကျမအားဖြင့်တခင်ဖွဲ့တဲ့ဗတိညင်ကိုသိရှိနားလည်ပြီးတော့လူတွေကိုညှိဝှက်ခြင်းတရားဖြောင့်မတ်ခြင်းတရားဟောကြားဝင်မျှတတ်တည်ခံအစီခံတဲ့သူတယောက်စီတိုင်းဖြစ်ဖို့နှုတ်ကပတ်တော်ဆင်ခြင်းနှလုံးသွင်းသူတယောက်စီတိုင်းအပေါ်မှာကိုတော့ကောင်းကြီးပေးပါကိုတော့ဗိတ်သိမ့်တဲ့အတုံးပြွ့၍လူမြောက်များစွာလူမြောက်ချင်းကဲတင်ချင်းကောင်းကြီးမင်္ဂလာ ခံစားရတဲ့အတ္တတာဖြစ်စီပါပြီအကြောင်းဆက်ကအံ့နံကြတဲ့အခါဒါသမီးတို့ချစ်တဲ့သခင်ယေရှုဖရားနာမဖြင့်ဂျေစုတော်ချီးမွမ်း၍ဆက်ကအံ့နံဆုတောင်းကြပါ၏ဖဖေယားအာမင်